ူငယ် director အမျိုးသမီး director တွေကဒီလိုအင်တာဗျူးဆက်ကားတွေကိုရိုက်ပြီးတော့အောင်မြော်ရိုက်နိုင်ကြသလိုမျိုးပဲပေါ့လေဆိုတာကျွန်တော်တို့ကသတို့ရဲ့ခိုင်းစေမှုသတို့ရဲ့ control အောက်မှာသတို့လိုချင်တဲ့ item ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကအနည်းဆက်ဆုံးစူးစမ်းကြရတာပါဟိုအတွေ့အကြုံရှိလို့တော့လည်းမဟုတ်ပါဘူးခင်ဗျာဒါခန်းစားချက်ကတော့ရှိတာဟုတ်ပါဘူးဟာပါနာညေပူကောင်းอ่ะကိုလည်းနောက်ပူကောင်းအောင်ညီလေးတို့လို့တော့မှာဟာ ဒီလိုကောင်းဟိုပူကောင်းအောင်လို့ပါဒါပေမဲ့ကိုပန်းစီရထားရနော်အေးအဲ့ပန်းစီရစတာပဲအဲ့ပန်းစီရစတာအဲ့ဟာအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အပူပင်กินလို့ပါဟိုခုကညီလေးရဘုသူလည်းပူပင်กินပါတယ်ညီလေးစဉ်းစားလို့ရနော်အခုစဉ်းစားလို့ရတယ်မိသေးတယ်နော်ပြစ်တာတက်မယ် ဲအင်ဒိုနီးဇက်ကလေးဆိုပေါက်ကြတာလေသူကျူဟာနဲ့ကျူလို့ရှိရင်တိုက်တဲ့တစ်ခုတည်းနဲ့ပေါက်နေကြတာဆိုတော့အဲသူလက်ဘလူပဲပြောပြတာသူတို့ရဲ့ကျူသားအတော်မူပဲပေါ့နော်သူတို့ဒီချိန်ဒီရွယ်မှာဒီလိုနာမည်တစ်လုံးနဲ့အဲဒီနေရာလေးရဖို့သူတို့ဒါလက်ငယ်လေးတွေကျူသားခဲ့ရတာပေါ့သူတို့တွေအခုခုမှပြောဆိုအပြိုလေးတွေပေါ့ဗျာအပြိုလေးတွေအင်ဒိုနီးဇက်တွေရတဲ့အခါမှာတော်တော်ထက်ထက်ဝင်ကြနေတာပြီးရတဲ့အခါကျတော့သူစာဖအားတော်တော်နာကြတာပဲဒါမှမဟုတ်အတူတူနေပဲရှိနေကြတာလားပေါ့နော်โอเคအာဒီနေ့ ျွန်တော်ရိုက်မဲ့ဇလံတွဲလေးကတော့ဒါမုံမှန်ညိုးဆိုတဲ့ဇလံတွဲလေးပါဒီကားမှာတော့ကျွန်တော်ကဟိုမင်းနိုင်ဆိုတဲ့ကရက်တာလေးပေါ့အာစီးပွားကြနေတဲ့စီးပွားကြနေတဲ့လုပ်ငန်းရှင်တထေအထည်ကြီးပြက်ပုံစံမျိုးအဲကရက်တာလေးပါဟုတ်ကျွန်တော်တော့ဒီဇက်ကားမှာဥသစာဆိုတဲ့အဲဆရာဝန်ကြီးတောင်းနေရတဲ့ဥသစာဖြစ်ပါတယ်အဲကျွန်တော် အဲတမီးဒီပေါ့တမီးနဲ့မီးနဲ့ဒီအဖိုးတယောက်နေနဲ့ပြုဆောင်ပါ။ဒီထဲမှာဒေတောက်ဆိုတဲ့ခိုင်တာတွေပြုဆောင်ပါ။ကျွန်တော်ကအဲဒီသက်စာပေးမှာပေါ့နော်။လင်ကအချိန်ကကလေးပြေဆောင်ပါပါအဲဇကာအနေနဲ့ဆိုလို့ရှိရင်တော့ဒါပထမဆုံးစုံကြတာပေါ့ဟုတ်တွဲဆက်လေးလက်ဆန်းတယ်အဲဒီ ကျွန်ကျွန်တော်ဆိုဒီဒီလိုအတွဲဆက်တဲ့ဒါဒါဒါပထမအောင်ဆုံးစုံတာပေါ့နော်ဟိုတခါမင်းသမီးတွေရောအကုန်လုံးဒါပထမအောင်ဆုံးစုံနေသူတွေပဲဆိုတော့ဇက်ဖတ်ဇက်ဆဖတ်ကလေးကဇက်ကလည်းဆန်းတယ်အတွဲဆက်တွေကလည်းဆန်းတယ်ကိုလိုရမယ့် character ကလည်းဆန်းတဲ့ခါကျတော့အာဒါလေးကိုအာဒီရင်ခုန်စိတ်လို့ရှားစွာနဲ့ပဲကြည်ကြည်နက်နက်နဲ့လက်ခံခဲ့တဲ့ character လေးပါကျွန်တော်တို့အတွက်ကတော့အများကြီးဝမ်းသာရတာပေါ့ကျွန်တော်တို့ဟိုဖြစ်စက်ကရေးခဲ့တဲ့ character တွေရဲ့အသက်ကြီးတဲ့ကျွန်တော်တို့အဲဒီစားရတဲ့အယူအဆကြီးပေါ့နော်အခုကျတော့ကို ူမရွယ်ကုသမီရွယ်လေးဒါရိုက်တာဖြစ်လာတဲ့အခါမှာသူတို့တွေရဲ့ကျူသားအားထုတ်မှုသူတို့ရဲ့ပက်ဒရီရှင်းပေါ့အဲအဲအကုန်လုံးကြည့်ပြောမှာဩသူတို့တွေရဲ့အခုအခုမှပြောဆိုအပြိုလီတွေပေါ့ဗျာအပြိုလီတွေအင်ဒိုနီးစက်တွေရဲ့တဲ့အခါမှာတော်တော်ထက်ထက်ဝင်ရိုက်နေတာတွေ့ရတဲ့အခါကျတော့သူစာဖအားတော်တော်နာကြတာပဲဒါမှမဟုတ်အတူတူနေပဲရှိနေကြတာလားပေါ့နော်လေကြည့်တော့မှအဲသူတို့တွေရဲ့ ူသားအထုတ်မှုလေးတွေကိုတိမပြူရပါတယ်အဲခုနောက်ပိုင်းဒီမြို့သမီးဗိုက်တာငငယ်လေးတွေပေါ့နော်သူတို့ဆိုလို့ရှိရင်အဲတွေးခေါ်နိုင်တဲ့အဲခံစားမှုကိုအထူးကြသူရှိကခံစားမှုတွေအိုက်တင်တွေကိုဆွဲထုတ်နိုင်တယ်အဲ့ဒါကိုလည်းရောင်းရိုက်နေတယ်ဆိုတဲ့ဟာတွေကသူတို့အင်တာနက်တော်လို့လို့ကျွန်တော်ချီးမွမ်းကြပါတယ်ရင်းနှီးနေပြီးသားတွေရင်းနှီးနေပြီးသားတွေပေါ့နော်ခုနကအကိုပြောသလိုပဲ သူတို့တွေအဲ့စကလုံးတွေဘယ်ကနေရတယ်မသိဘူးလားရှိတော့လေဟိုမသိရင်လေသူတို့အတွေ့အကြုံပဲရှိထားသလိုလို့ပါလို့လို့နဲ့နော်ဆာဖတ်အားနိုင်တာပါတကယ်တော့လေထွက်တယ်မထင်ရဘူးတခါလေကြာလို့ဖြစ်နေဟဲ့အဲ့အတွေ့အကြုံတွေဘယ်ကနေရရလဲဟောဒီလားအဲ့လိုအဲ့လိုအဲ့လိုတွေးယူရလောက်အောင်ကိုတော်ကြတာပါ ဆိုတော့ဒီကားဆိုလည်းကနောက်ထပ်မတူတဲ့ရတ္တတစ်ခုပေါ့အဲဟိုဒါကားဆိုကျွန်တော်တို့တည်တလောက်ဆိုပွင့်ဆိုရင်လည်းဒါဒါသူရိုက်နေကြပုံစံမျိုးမဟုတ်ဘူးလေနော်သူပုံမှန်ရိုက်နေကြသူ romance လေးတွေသူကရိုက်တာများတော့ဒါကြောင့်နည်းနည်းလေးလာပို့ပြီးတော့လောင်တဲ့ဘက်မိသားစုဘက်သွားတဲ့ကိစ္စဆိုတော့လေဆိုတော့ ကောင်းပါတယ်ကျွန်တော်ဒီလိုမျိုးကိုညီမတွေနဲ့အဲလိုမတူတဲ့ဇလံလေးတွေအစ်စ်အစ်စ်လေးတွေရိုက်ခွင့်ရတာလည်းဝမ်းသာပါတယ်ဟုတ်ဟုတ်တယ်ပြန်ဆိုတော့ဒီလိုဇလံတွေဒီမှာဟိုခုခုနာမည်ဇလုံးနဲ့တူကြတာကွာနာမည်တော့ရှိပြီးတော့ခံကြတာကွာလည်းဘီကွာပြောဘူးဘူးဈေးကအင်းအင်းအင်းဈေးကလေးဆိုပေါ့ကြတယ်သူသူဟာနဲ့ကျူးလို့ရှိရင်ကြိုက်တာတစ်ခုစီနဲ့ပေါ့နေကြတာဆိုတော့အဲသူလေးဘယ်လိုပဲပြောပြတာသူတို့ရဲ့ကြိုးစားအားထုတ်မှုပဲပေါ့နော်သူတို့ဒီချိန်ဒီရွယ်မှာဒီလိုနာမည်ဇလုံးနဲ့ အဲဒီနေရာလေးရဖို့သူတို့ဒါလက်ငယ်လေးတွေကစူးစမ်းခဲ့ရတာကျွန်တော်တို့ဒီလိုကောင်းလို့နေဆိုငယ်ငယ်လေးရဆုံးပြီးတယ်နော်ဒီဟို solution လည်းဟိုပွေးရတော့မနေ့ပြန်နော်ဒါနဲ့ဆိုတာဆိုပွေးရတော့မနေ့ပြန်အဲနောက်ဇွေးပြခြင်းနဲ့အဲ့လိုဇာကသူတို့လည်းအဲ့လိုပဲတော်တော်ကိုဒီနေရာဒီနေရာရအောင်စူးစမ်းခဲ့ရတာဆိုတော့အဲဒီလိုအချိန်မှအဲသူတို့ဆိုတဲ့နာမည်လူတွေတွဲသိတယ်ကြာအဲ့လိုမျိုးတွေဆိုတော့အဲ့လိုတွဲသိအောင်လည်းကျွန်တော်တို့လည်းငယ်ငယ်လေးရလူပဲစူးစမ်းခဲ့ရတာဆိုတော့ အဲအဲ့အတွက်ကိုကျွန်တော်တို့က appreciate လုပ်တဲ့ကိုယ်ယူပါတယ်အဲအားလည်းအားပေးတယ်ကျေးဇူးပါကျေးဇူးပါကိုခုန director တွေလို့ပေါ့သိလား director တွေလည်းအဲ့လိုပဲလေနော်အဲ့လိုလူငယ် director အမျိုးသမီး director တွေကဒီလို inner wise ကားတွေကိုရိုက်ပြီးတော့အောင်မြောင်ရိုက်နိုင်ကြသလိုမျိုးပဲပေါ့လေ။ဒါကျွန်တော်တို့ကသတို့ရဲ့ခိုင်းစေမှုသတို့ရဲ့ control အောက်မှာသတို့လိုချင်တဲ့ item ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကအနည်းဆက်ဆုံးစူးစမ်းကြရတာပါ။ဟိုအတွေ့အကြုံရှိလို့တော့လည်းမဟုတ်ပါဘူးခင်ဗျာ။ဒါကခန်းစားချက်ကတော့ရှိတာ။ညီလေးရောပူကောင်းသွားတာပေါ့။နန်းကြီးပူကောင်းသွားကိုလည်းနောက်ပူကောင်းအောင်ညီလေးတို့လှုပ်တော့မှာ။ဟာ။ ဒီလိုကောင်းပူကောင်းအောင်လို့ပါဒါပေမဲ့ကိုပန်းစီရထားရနော်အေးအဲ့ပန်းစီရစတာပဲအဲ့ပန်းစီရစတာကျွန်တော်လည်းလေအဲ့ပြိတ္တတွေကြမှာအရင်ပြေကြရပါတော့ကျွန်တော်အဲ့ရှေ့မှာရိုက်ခဲ့တာလည်းတကယ်အိမ်တော်ကြီးဒရမာကြီးတွေဟုတ်တယ်ရိုက်ခွင့်ရတဲ့တော့လည်းအများကြီးဝန်းတော့အဓိကတော့ရှေ့မှာဒီတွေ့ကြုံရှိတဲ့ဒီနေရာကြီးတွေအတားကြီးတွေဒီကဒရိုက်တာတွေဒီကပညာကောင်းတွေရခဲ့တာပေါ့နော်အဲ့တခုကကျွန်တော်တို့ကံကောင်းခြင်းပါနော်ဆရာဦးငြိမ်းဆရာဦးဝင်းဆိုဆရာဦးထင်ကျော်ပေါ့နော်ကျွန်တော်တို့ ကျွန်တော်တွေ့ခဲ့တဲ့ဆရာကောင်းသမားကောင်းတွေပြီးတော့အတားကြီးတွေပေါ့နော်ကိုရိုင်လေးတို့မှာတွေ့ခဲ့တဲ့ဟာတွေပြီးတော့ကျွန်တော်ဒီဗီဒီယိုကားတွေတော့ကြည့်ခဲ့တဲ့ဟာတွေပေါ့မှာလည်းအများကြီးပေါ့ကျွန်တော်အဓိကတော့လေးလာခြင်းနဲ့စိတ်ကလေးနဲ့ ပေါ့နော်ဖြစ်စင်တဲ့စိတ်တွေအကောင်းဆုံးကြိုးစားတာပဲမဲ့အကောင်းဆုံးဖြစ်အောင်တော့ခံကြည့်ရဲဆိုပေမဲ့ပိဿကအတိမဲ့ပြည်ရဲဆိုတော့ရဲဝတ်တာပါတယ်ပေါ့နော်ကျွန်တော်ဒီချက်မကပို့ပြီးတော့ကောင်းအောင်ကြိုးစားမယ်ခါကြအများကြီးရှိပါသေးတယ်ကျွန်တော်ကြိုးစားပါမယ်ပြောချင်ပါဘူးအဲဟာအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အခုပင်ကင်းလို့ပါဟုတ်ခုကညီလေးဘုသူလည်းပူပင်ကင်းပါတယ်ညီလေး စဉ်းစားလို့ရတယ်နော်အခုစဉ်းစားလို့ရတယ်မိသေးတယ်နော်ပြဿနာတက်မယ်ဒီ moment news ဇာတ်လမ်းကအဲဇိုင်းဖွဲ့စည်းတာရောဇက်ကောင်အားရရောဇလန်းဒီဇင်ဘာအင်တန်ကောင်းပါပါလို့ကျွန်တော်အမကန်နေပါလေဟုတ်ဒီဇလန်းတွေးလေးကတတွဲကြည့်ပြီနော် real ဘာလာဘာဖြစ်ပါလဲဆိုပြီးတော့မျောလင့်ကျင့်တဲ့အဲ့လိုလေးဆွဲဆောင်မှုတွေအများအားကောင်းမဲ့ဇလန်းတွေခုလို့ကျွန်တော်အမကန်ပြီးပြောချင်ပါဆက်မြောက်အားပေးပါလို့ပြောချင်ပါ ဟိုဇက်ကလည်းကောင်းနေပြီဒရိုက်တာကလည်းကောင်းနေပြီဆိုတော့ဟိုပါဝင်တဲ့တရုတ်ဆောင်လေးအားလုံးကလည်းဒါအတွဲဆက်တွေကလည်းညီနေပြီဆိုတော့နေရာလေးပုံမှာပုံဖော်တဲ့အခါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ဖိတ်သက်လည်းကြိုက်မယ်လို့ညွှန်လင်းပါတယ်ခင်ဗျဟုတ်ဘုံမညိုဆိုတဲ့ရုပ်တံနော်ဝတ္ထုရတဲ့အခိုင်အမာရှိပါတယ်။ဇမဒေါက်တာရဲ့ဝတ္ထုဆိုတဲ့တကယ်ဇက်ကတဲ့နဲ့အားကောင်းတယ်နော်။ဒါကျွန်တော်တို့ဒီကားလေးကမဟာမန္တောပြမှာဆိုတော့ဖိတက်တဲ့တကယ်ကိုကောင်းတဲ့စကားတစ်ခုပေါ့နော်။ရတ္တာကိုခံစားမှလို့ပြောချင်ပါတယ်ခင်ဗျ။